တရုတ်ကွန်မြူနတီပါတီဟာဆယ်စုနှစ်တွေအတွင်းစစ်တပ်မှအကြီးမားဆုံးအာဂရိလိုက်စားမှုတိုက်ဖြတ်တဲ့လှုပ်ရှားမှုတွေအနက်တစ်ခုအပောင်းဝင်အဖြစ်ထိပ်သီးစစ်ဗိုလ်ချုပ်ကြီး၉ဦးကိုပါတီကနေထုတ်ပယ်ခဲ့ပါတယ်။ ထုတ်ပယ်ခံရတဲ့မြို့သားကုန်းဟာကြီးလေးတဲ့ငွေကြေးဆိုင်ရာရာဇဝတ်မှုတွေနဲ့တန်ရရှိခံထားရကြောင်းတရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ထုတ်ပယ်ခံရသူအများစုဟာကျဲသုံးပွင့်အဆင့်ရှိတဲ့ဗိုလ်ချုပ်ကြီးတွေဖြစ်ပြီးကွန်မြူနတီပါတီရဲ့ဆုံးဖြတ်ချက်တွေချမှတ်တဲ့ဗဟိုကော်မတီဝင်တွေဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်၎င်းတို့ကုန်းဟာစစ်တပ်ကလည်းထုတ်ပယ်ခံခဲ့ရပါတယ်။ထုတ်ပြန်ချက်မှာအဂရိလိုက်စားမှုတိုင်းပြည်ရေလှုံ့ဆော်မှုရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့အခုလိုထုတ်ပယ်တာဖြစ်ကြောင်းဖော်ပြထားပြီးလေးလာသူတွေကတော့ဒါဟာ နိုင်ငံရေးအရာမလိုလားသူတွေကိုထုတ်ပယ်တာဖြစ်ကြောင်းရှုမြင်ခဲ့ပါတယ်။ထုတ်ပယ်ခံရတဲ့အရာရှိကောဟာဗဟိုစစ်ကော်မရှင် CMC ရဲ့ဒုတိယဥက္ကဋ္ဌဟီဝေတုံ CMC ရဲ့နိုင်ငံရေးလုပ်ငန်းဌာနကညွှန်ကြားရေးမှူးမီအော်ဟွာ CMC ရဲ့နိုင်ငံရေးလုပ်ငန်းဌာနကအလုံအမှုဆောင်လက်ထောက်ညွှန်ကြားရေးမှူးဟီဟုံကျင်း CMC ရဲ့ပူရဲစစ်စင်ရေးကုတ်ကဲရေးစင်တာရဲ့အလုံအမှုဆောင်လက်ထောက်ညွှန်ကြားရေးမှူးဝမ်ရှုပင်အရှိတိုင်းစစ်နံတမိုးလင်းရှမ်းရန်ကြီးတက်ရဲ့နိုင်ငံရေးဝန်ထမ်းအရာရှိ ချင်းရှူတုံ ရေတက်ရဲ့နိုင်ငံရေးဝန်ထမ်းအရာရှိယွမ်ဟွာကြီးအမြောက်တပ်ဖွဲ့တမိုးဝမ်ဟူပင်ပြည်သူလက်နက်ကိုင်ရဲတပ်ဖွဲ့တမိုးဝမ်ချူနင်းတို့ဖြစ်ပါတယ်။၎င်းတို့အနက်ဟီဝေတုံးဟာ CMC ဥက္ကဋ္ဌဖြစ်တဲ့တရုတ်သမ္မတရှီကျင်းပင်ပြီးပါကတရုတ်စစ်တပ်ရဲ့ဒုတိယရာထူးအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်တာကြောင့်ထုတ်ပယ်ခံရသူတွေထဲမှာအထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ်ယူဆခံခဲ့ရပါတယ်။